ကလူပြန်ဟစ်တယ်ဆိုတဲ့ဟာအခုကတကယ်နော်ပိုင်ရှင်ကပိုင်ရှင်ကမလုတ်တင်မှုမှန်တယ်ခိုးတော်မိရယ်ဆိုရင်သက်ဆိုင်အောင်အဲ့ရမှာမှန်တယ်နှိမ့်ဆက်တင်ဆိုတာမှန်တယ်ဒါပေမဲ့အဲ့တခိုးကလည်းမဟုတ်ဘူးအခုတခိုးတွေကဘယ်လိုတော့ဆိုတော့အမြဲကလေးကိုဗန်းပြပြီးတော့ဒီကလေးကလည်းသူ့ကလေးဟုတ်ရှင်လည်းဟုတ်မယ်မဟုတ်ရှင်လည်းမဟုတ်ဘူးအခုကြားရတာတော့အဖွာလာပါလားမသိသူ့ကလေးကတော့မဟုတ်ဘူးပေါ့နော်အဲအဲ့လိုမျိုးကလေးကကာဗာယူထားတာဒီလားသူတို့သူတို့ရဲ့တခိုးကလည်းခိုးမှာပဲကွာဒီလားအခုကကြောတခိုးကိုအားပေးအားမြောက်တွေဖြစ်ပြီးတော့ပရိုက်တာဝိုင်းပြီးတော့လူလာတော့ဘာတော့ကွာဒီလားတသုပြောပြမယ်တသုကအခုမန္တလေးမှာမန္တလေးကလူတော်တော်များများတည်တယ်မီပွိုင်းတိုင်းမှာ ကလေးတောင်းတဲ့လူတွေအများများတာဖနှက်ကျွန်းနဲ့အုတ်ထုတ်မပါမန္တလေးနေဆိုအပေါ်အဘူးအောက်ကဘူးကတိယလမ်းကသိအောင်ဘူးနေ့လည်း7နာရီလောက်ဆိုရင်အဲ့ဒီစိုက်ကယ်ကားဒီပေါ်မှာနေရလူတောင်မှကြွကြွဆူအောင်ပူတာနော်ကလေးတွေဖနှက်မပါဘူးအုတ်ထုတ်လည်းမပါဘူးတောင်းခိုင်းတာတောင်းကတောင်းတာဒါပေမဲ့သူတို့ရဲ့နောက်မှာဘလို့ရှိလဲပဲဘာညာလဲကိုမသိဘူးနော်ဒါပေမဲ့ကလေးတွေဘန်းပြပြီးတော့လှုပ်ရှားနေတဲ့လူတွေအများကြီးမှအများကြီးဒီကလေးတွေကိုတောင်းခိုင်းတာဒီကလေးတွေရဲ့ target မပြည့်ဘူးဆိုရင်အထုထောင်းခံရသေးတယ်လက်သေးရင်အထုခံရသေးတယ်တက်စုဆိုရင်ဗီဒီယိုရှာနေတာတက်စုဗီဒီယိုမတွေ့လို့နော်တက်စုကိုယ်တိုင်ရိုက်ထားတဲ့ဟာရှိတယ် ဲ့ကလေးဆိုမျက်လုံးတွေကွင်းပြီးတော့ညိုနေတာတို့နောက်ပြီးအဲ့အဲ့အရာတွေကိုဖုံးဖို့ကတဏ္ဍာခါတွေပဲကြားနေအောင်လို့ဒါပေမဲ့ထိုးခံထားတဲ့ကလေးကတိတာတယ်ကွာတိလားတဆူကဘယ်တော့မှမလုပ်ဘူးအဲ့လိုလူမျိုးဆိုဘယ်တော့မှမလုပ်ဘာလို့လဲအဲ့လိုလှုပ်ပေးလိုက်ရင်ဒီကလေးကိုဗန်းပြပြီးတော့ငါတို့ကစားလို့ရတယ်ငါတို့ဝင်ကပိုကောင်းတယ်ဆိုပြီးတော့အဲ့လိုခိုးပြီးအဲ့လိုကလေးဗန်းပြပြီးလုပ်တဲ့လူတွေအရန်များလာမှာမို့လို့ကလေးကိုတနာတယ်တနာပြီးမတနာတဲ့စိတ်ပဲကိုပိုင်ထားလို့ရတာဘာလို့လဲဆိုတော့သူတို့ကိုကသွားပြီးတော့အပီသွားပြလိုက်တယ်ဆိုအပီအမ်းပြဖြစ်သွားမှာသူတို့ရဲ့ဝင်ကတရက်ကိုတသိန်းရောက်ရှိရနော်ကလေးတွေရဲ့တာဂက်လည်းရှိရကလေးရဲ့တရက်က9000 9000ကမှမရချိတ်ခံရပြီး အဲ့ဒါမျိုးတွေကအများကြီးရှိရမန္တလေးရဲ့မီးပွိုင်တိုင်းမှာလာကြည့်ကြည့်လိုက်ကလေးပေါက်ဆက်နာလေးနီတာရဲလူကိုလေမအီလို့ဘာလားမသိဘူးအဲ့ဒီဟာတွေဟိုကလေးပေါက်ဆက်နာလေးကရှိထားရှိသေးတယ်အဲ့လိုမျိုးတွေလာတောင်းနေတဲ့ဟာတွေကလည်းအများကြီးပဲပြောချင်တာကတခုကတခုပဲခိုးတဲ့လူကခိုးတဲ့လူဘာကိစ္စကိုလေကအခုအမြောက်ပေးတယ်လို့ဖြစ်နေတာကွာဒီလားခိုးတဲ့လူမန္တလေးမှာဆိုရင်ကျမတို့စီလဲကျမတို့အိမ်ရှိမှာရက်ထားတဲ့ సై ကယ်ကြီးကခိုးခံရတယ်မန္တလေးမှာဆိုရင်ရန်တခိုးတောင်းကြမ်းတာအိမ်နေတော့ဝင်ခိုးတကယ်လို့တိနေရင်တောင်မှမလုပ်ရတဲ့ဟာတွေများရှိရလက်နဲ့တွေပါလို့အခုကမဟုတ်ပါဘူးအခုကကလေးကိုသူတို့ကလေဒါကလေးကိုကာပါလောက်ထားတာပဲနည်းနည်းပါးပါးလေးစဉ်းစားကြည့်ပါဦးလိုင်းပေါ်မှာဆိုရှယ်မီဒီယာမှာအရန် hot နေတယ် ကလေးကိုတနာပါတနာပါတယ်ကလေးကဘသူမွေးမွေးတခုကမွေးမွေးတောင်းတဲ့လူကမွေးမွေးကလေးမှအပြစ်မရှိဘူးဒါပေမဲ့သူတို့ရဲ့ပတ်ဝန်းကျင်မှာနေသွားတယ်ဒီကလေးရဲ့အကျင့်ကဒီလိုပဲဖြစ်သွားမှာပဲအဲ့ဆိုအများကြီးမေးဘူးရယ်နော်အဲ့ကလေးတွေကိုအဲ့ဆိုအိမ်မှာလာလို့မလားမလုပ်ဘူးမလုပ်ဘူးလေ သူကကျွန်တော်တို့အိမ်မှာလာလို့တော့အမတို့ဘလောက်ပေးနိုင်မှာတလောက်၃သိန်းပဲပေးနိုင်မှာဟုတ်တယ်မလားအနည်းဆုံးအိမ်မှာသမီးချော်ဝေးရှင်၃သိန်းပဲပေးနိုင်မှာသူတို့ရဝင်ဝင်အရန်ကြမ်းတယ်အရန်ကြမ်းတော့မလုပ်ဘူးခေါ်လည်းမရဘူးကြောက်ထားပြီးလည်းမတတ်ဘူးအဲ့ဒါအမြဲတဆုအမြဲသူနဲ့သွားပြီးစကားပြောပြီးဆွေးနွေးမှုရယ်နော်ဘာလို့လဲဆိုတော့အဲ့ဒီအန်တီကြီးကအမလာဘာလဲမသိဘူး तू ကကလေးရနှာခေါင်းကတိုက်တန်းလိုက်နေတောင်းနေတာတောင်းနေတာအိမ်ဒီဝိုင်းတော့မှနေရလည်းပူချက်ချက်ကိုစူနေရောခါကျအမအဲ့လိုမျိုးမလုပ်နဲ့ကလေးကအခုမှစေးဝါခေါ်ဆင်းလာတာပေါ့နော်ပတ်စံမရှိလို့အေးโอเคအမရဲ့စေးဝါဘယ်မှာလဲလိုက်ပြီးခေါ်ပြင်းနေဆိုတော့မဟုတ်ဘူးနော်မဟုတ်ဘူးနော်ဒီကလေးကိုတင်းတင်းရှင်းရှင်း တို့တက်ကဒီကလေးတယောက်ကတို့တက်ကမမှုဘူးကွာမမှုလို့ထင်တာပဲပေါ့နော်ဒီကလေးကိုဒီကလေးပြပြီးတော့မှတို့ကတောင်းစားနေရတဲ့ဟာဆိုတော့ကလေးကသူ့သူအသက်ရှူလို့မကလို့မရှူရှူတခါလေးကျအသက်ရှိရလားတော့ကွာသွားပြီးတော့ဟဲ့ကလေးကတက်ခွရှိရလားဆိုတာမျိုးသွားကြည့်ရတယ်မိဝိုင်းမှာမန်ကလေးနေရသည်ဆိုရင်ဘလောက်ကူလဲစဉ်းစားကြည့်လိုက်အဲ့တော့မိဘဝင်တိုင်းလိုလိုမှာကလေးတွေကရင်ပြောတောင်းနေတာတို့ကလေးမှာတော့နီတာရဲလိနော်လာသားတော့မပြောသေးနဲ့အခုမှပေါက်ထားလားမသိဘူးအဲ့ဒါကိုမအေကတမျိုးကိုနောက်ပြောခါကျတော့အဲ့ကလေးလေးကိုမှာကလေးတွေကကြိုးပိုးပြီးတော့အဲ့ဒီဟာကြီးကိုဖက်နှက်ချွတ်ချီနဲ့လိုက်တောင်းနေတာတို့အဲ့ဒီမှာဆိုမိဘဝင်မှာဆိုရင်ဟိုကမိဘဝင်ကမိလွတ်တဲ့အချိန်ကျတော့သူတို့တော့တက်မိမိမှကြောက်ရတယ်သိလားအရန်ကိုများတယ်နော်ဒီကလေးနဲ့ နဲ့ဘန်ပြပြအခုကကျတော့အခုဒီလို social media မှာအဲ့လိုမျိုးဖြစ်တဲ့ကိစ္စဖြစ်တော့ခါကျတော့ကလေးကိုဘန်ပြပို့လောက်စားလို့ကောင်းတော့ပေါ့သိရမလားနောက်ပိုင်းကျရင်ဒီကလေးကိုဘန်ပြပြီးလောက်စားရလို့ပို့အောင်များလာမလားကိုဆိုရရင်လူနိုင်ငံကတနာတက်တယ်မြန်မာနိုင်ငံလူမျိုးတွေရဲ့အကျင့်ကအစိတ်ကတနာတက်တယ်လက်ခံတယ်တနာရဆိုသက်ဆိုင်ရာဥပမာဆိုရင်မိဖမက်ကြီးဟာလားတွားပြီးလူလိုက်နိုးဘူးလူမလားထောက်ပံ့လိုက်တွားကြည့်ကြည့်လိုက်ကလေးတွေမိဖမက်ကျောင်းတွေမှာမျက်မြင်တွားလူလိုက်အဲ့ဒါအရန်ကူတို့ရတယ်အခုကအကြတော့သူတို့မိမမဲမကျွေးနိုင်ဘူးလားမကျွေးနိုင်မိမမဲကြောင်းဖို့ဆိုလဲမပုံးတော့ဘာလို့ပုံမှာလဲသူတို့ဒီကလေးကိုလောက်ပြပြီးလောက်စားရတာလေမပုံးဘူးရှင်တို့ကလေးပေးပါလားမွေးစားမယ်မပေးဘူး နော်သူတို့ကသူတို့ဒီကလေးကခဏပါပါမပါပါနေကောင်းကောင်းမကောင်းဘူးမဆိုင်ဘူးပတ်ဆိုင်ရဖို့အဓိကပဲသူတို့တွေမှာလူစိတ်တွေကဘူးမှမရှိကြတော့အဲ့တော့ကျမတို့ပြောချင်တာဒီလိုမျိုးကလေးတွေနဲ့ဘန်းပြပြီးလှုပ်ရှားတဲ့ဟာတွေပိုမတိုးလာအောင်လို့အခုလိုလိုက်ပြီးတော့အဲ့လိုတော့ခိုးအားပြီးအားမြောက်လုပ်တဲ့ကိစ္စကြီးမလုပ်ပါနဲ့တက်ဆိုင်ရတော့ခိုးတဲ့ဟာခိုးမှုပြင်းပြောင်းပါပဲဟိုပိုင်ရှင်ကတော့မနေ့ဆက်တင်ဆိုမှာနဲ့ပိုင်ရှင်ဘက်ကလည်းပါမဟုတ်ဘူးတခိုးဘက်ကဒီလိုမျိုးအားပြီးအားမြောက်လုပ်ပြီးတော့ဟိုဂရုလိုက်ဖွဲလိုက်တွေသွားလူနေရတော့ဘာတွေလုပ်နေကြတာတော့ ။ပေါ်ဖိုင်လုံးနေကြအဲ့ဒီထက်အဲ့ဒီထက်ကိုလှုပ်ပေးရမယ့်နေရာတွေအများကြီးလေကလေးကိုတနာရဲမို့လားတနာရဲဆိုရင်အဲ့ဒီအဲ့မိမမဲ့မှာလုံးဝဒုက္ခရောက်ပြီးစုတ်ပြတ်နေတဲ့နေရာအများကြီးရဲ့။တွားလို့ကြအောင်ကြည့်လား။အခုကမဟုတ်ပါဘူးကြည့်နေရ line ပေါ်မှာလေဘာရီမဲ့ကိုမသိဘူးတက်လာလို့တဆုကလည်းကိုနဲ့မဆိုင်ပေမဲ့အမ်မကြိုက်ဘူးပါတဆုနေနေကြအဲ့လိုကလေးကိုဘမ်းပြပြီးလှုပ်ရှားမကြိုက်တဆုကိုယ်တိုင်လည်းတွေ့ရဆိုလုံးဝမလှူဘူးလုံးဝမလှူကလေးကိုတနာပြီးမလှူဘူး။ဘာလို့ဆိုပုံများလာမှာဆိုလို့ဒီလိုကလေးတွေကိုဘမ်းပြပြီးလှုပ်ရှားလို့ပုံများလာမန္တလေးမှာဆိုအများဆိုတယ်ကိုကမတက်နိုင်ဘူးကလေးကိုမွေးထားပြီးမတက်တဆုရှိမှဆိုရင်လေဒီအရင်လာတော့ကရောက်လာတဲ့ကလေးမတယောက်ရှိတယ်။ तू ကရွာပဲရွာပဲဒါပေမဲ့ तू ကကလေးတယောက်ရှိတယ်မွေးထားတာ။ तू က ဟိုကလေးနှစ်ယောက်ကိုသူကလှုပ်ကျွေးနေရတယ်လှုပ်ကျွေးနေရတယ်ဆိုတော့ခါကျသူကတစ်ယောက်ကို1000လောက်ပဲရတာကွာအမဲလဲဆိုင်တာလားဘာလားမသိတော့ဆိုင်တာလားမသိဘူးအဲ့တော့ခါကျကလေးနှစ်ယောက်ကိုသူကမထောက်ပံ့ဟိုဟာတပြိုင်နက်ထဲကြီးဘယ်လိုပြောရမလဲဟိုမတက်နိုင်မတက်နိုင်တော့ခါကျအကြီးလေးကိုသူကကိုဝင်ဝတ်ပေးထားတယ်ကိုဝင်ဝတ်ပေးပြီးတော့ခါကျအကြီးလေးကအဲ့ဒီကနေပြီးတော့သူတို့ရွာချောင်းမှာကျောင်းတက်လို့ရတယ်ကွာအငယ်လေးကိုတော့ကျောင်းထားပေးတယ်အဲ့လိုပုံစံမျိုးသူရဲ့လစာလေးနဲ့လောင်နာမဲဟာတမအာစီဝါနဲ့ချပြီးကျွေးတယ်အခုတက်စုစီရောက်လာတယ်ရောက်လာတဲ့ခင်ကျတော့တက်စုကသူ့ကိုနားလဲတယ်ကုန်းသိန်းသမင်းစားစရိတ်ငင်းကုန်ပေးတယ်ကလေးကိုကလေးကိုဆိုရင်ကလေးရဲ့အူအငယ်လေးကလူဝင်းကြီးရဲ့အငယ်လေးကသူ့ရဲ့အင်ဂျီ ဟိုဟာဘာဘာချိန်ညာစိတ်ဆိုရင်လဲတချို့ကအမပေးချင်လို့ဆိုရင်အဲ့ဒီကလေးရဲ့ဈေးကိုတချို့ကထောက်ပံ့ပေးဒါလည်းကုသူတမျိုးပဲကိုဘေးနာကပတ်ဝန်းကျင်ဒုက္ခရောက်နေတဲ့လူတွေကိုကူညီပါအရင်ကူညီကြည့်ပါအခုကမဆိုင်ရစီလူလိုင်းပေါ်မှာဘာမှမသိတခိုးကလေးကိုတခိုးတွေကိုသွားပြီးတော့အဲ့လိုမျိုးလုပ်နေပြောချင်တာကကျတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာတကယ်ဖြစ်နေတဲ့ဟာအများကြီးရှိတယ်အဲ့ဒါတွေလူတွေလည်းကုသူရတယ်ကုသူဆိုရင်ယူလိုက်ရတယ်အခုကကျတော့တခိုးအောင်ရောက်ပြီးမလုပ်ကြပါနဲ့အခုကဆိုရှယ်မီဒီယာခေတ်ဆိုတော့အရင်အရင်အစိတ်တောက်တွေရမ်းများရယ်ကွာအဲ့လိုမျိုးပုံစံနေနဲ့အရင်ဖြစ်လာမှာပါပို့ပြီးဆိုရယ်ကလေးကင်လာပြီးတော့ခိုးတာတို့ကလေးကလေးတွေနဲ့တောင်းခိုင်းတာတို့ဒါတွေကဒီလိုမျိုးတွေမှာ တစ်ဖက်ကနေပါကြည့်ကြည့်လိုက်ပုံများလာတော့မှတစုအမြင်လည်းပုံများလာတော့မှမြင်အောင်သေးတယ်ပေါ့နော်ပြောချင်တာကကြတော့ကိုယ့်ရဲ့တဝင်းချင်းမှာကိုယ့်ရဲ့အနီးနားမှာအဲ့လိုတကယ်ဒုက္ခရောက်နေရလို့ကိုကတသောင်းတန်နိုင်လားနှစ်သောင်းတန်နိုင်လားသူ့လားဆိုထောက်ပံ့ပေးလိုက်ပုံရောင်ကုသိုလ်ရသေးတယ်အဲ့ဒါတကယ်လှုပ်ရှားနေရနော်အဲ့ဒီလူကတကယ်လှုပ်ရှားနေရဘာလို့ဆိုတော့တမအဒီကိုရှိမှလောက်ပြီးတော့လှုပ်ရှားပြီးတော့တောက်ဆိုင်ပြီးတော့ဒီကလေးကိုကျွေးရွာဒါကဒီလိုမျိုးဖြစ်ရမှာလေအခုလမ်းမှာတောင်းနေတဲ့လူတွေသွားပြီးတော့တိရတသောင်းပြီးမဲ့သွားခေါ်ကြည့်မလိုက်ဘူးနော်ဘာလို့ဆိုတော့သူတို့ဝင်ကြတသောင်းထက်မကတန်တယ်အဲ့လိုမျိုးတွေအဲ့တော့ တဆူကအခုအရှုပ်ပြောချင်တာကတော့အဲ့လိုမျိုးတွေကိုမလုံးကြပါနဲ့ဒီတကူအသိကြီးမလုံးကြပါနဲ့တဆူကဆိုင်ရှင်ဘက်ကလည်းပါမို့ဆိုင်ရှင်အမကြီးကလည်းလက်ကိုထိလိုက်ရောက်စော်ကားဟိုသွားမလုံးသိဘူးပေါ့နော်တဆိုင်ကအက်လိုက်တကူဆိုရင်လည်းတကူတဆိုင်ကအက်လိုက်အဲ့လိုမျိုးပဲဖြစ်နေတာပေါ့နော်အခုကတော့တကူကိုသွားပြီးလူရာလိုပါလို့ပိုးတော့ကြိုက်သေးရကွာဒီလားတကူကပြောင်းတကူကသူ့ရဲ့ပုံစံကပြောင်းမယ်လို့ထင်တာမပြောင်းဘူးနော်မဟုတ်ရင်မမယုံဘူးဆိုရင်ကိုယ့်ရဲ့အိမ်မှာခေါ်ပြီးတော့ကိုယ့်ရဲ့အိမ်တကူခိုးတဲ့လူကိုယ့်ရဲ့အိမ်မှာခေါ်ပြီးလုတ်ပေးကြည့်လိုက်တော့ကတ်သွားလိမ့်မယ်တော့ကတ်သွားလိမ့်မယ်နော်အဲ့ဒီသူတို့သူတို့ရဲ့ဟိုကနဲ့ကျွန်တော်တွေနည်းနည်းပါးပါးလေးစဉ်းစားကြည့်ပါဦးလို့မဆိုင်ပေမဲ့လာပြီးတော့ပြောတာ